ိဘူးတော့အဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှအမြင်မှန်ရလို့သွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့လိုသူကပြောကြတယ်ဘူတူကစေကုပေးမယ်ဆိုပြောပေါ့နော်ဒီဝယ်မိတယ်ဆိုပြောပြောလိုက်တာပေါ့နော်ပြေလို့ဒီကလေးကိုလေ30ပြည့်ပေးတာကိုဆရာမရဲ့အဲ့ကျောင်းရိုးကြီးမှာစားဖို့နေတော့အစီအမံကြီးတဲ့ကိစ္စကိုဘလို့မှအစီအမံကြီးနိုင်လို့အဲ့ဒီ30ရက်ရဲ့ကျောင်းဖေးရတာ30ရက်မှဒီကလေးကိုကျောင်းပေးလိုက်မှာနော်ခက်သေးအောင်မှာတင်ပေးခဲ့တာတော့ဟုတ်လိုက်ပြီလားလာကြည့်လားအောင်မြည်ကြည့်လားကြည့်လားအောင် နော်ဒရင်မင်းဖြစ်တော့လည်းတီးတီးလာအောင်လက်ချမင်းတီးလာအောင်အဲ့ဒီဘယ်လောက်ဖောက်ဝေးခဲ့တယ်ဆိုတာလေကိုမှခြားကြမလို့နောက်မှမျိုးမျိုးပြောတယ်နော်ပုတုစော်ကားတည်တယ်နော်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ AND ပဲဖြစ်ပါတယ်ဒီပုတုတို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဘက်ကဒီကလေးအဖေအနေနဲ့ချစ်တော့မညီတဲ့ဇာတ်ကားတွေပါနေတယ်ပေါ့နော်အားလုံးလည်းသိကြမယ်လို့ထင်ပါတယ် ဆိုတော့အဲ့ဒီကိစ္စကိုပတ်သက်ပြီးတော့ကုတူကပြန်တောင်းပန်တဲ့အခါမှာကလေးကိုအဲမဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောမိပါဆိုပြန်တောင်းပန်တဲ့ဗီဒီယိုမှာကုတူကိုဒီရိုက်ချနေတဲ့သူတွေရှိတယ်ဗောနော်ကုတူကိုထိုးချနေတဲ့မီဒီယာတွေရှိပါတယ်အဲ့ဒီမီဒီယာတွေကိုကုတူအနေနဲ့အရင်နဲ့ပောက်ကွဲသွားပြီဗောနော်ပောက်ကွဲလဲပောက်ကွဲကြည့်နေရပါပဲသူအနေနဲ့သူအများကြီးကူညီခဲ့ဘူးတယ်ကူညီခဲ့ဘူးတယ်ကူညီခဲ့ကွာမဟုတ်ကူညီနေသေးပဲ အဲ့ဒါယူမီဒီယာတချို့ကဒီထိုးချနေတဲ့အပိုင်းဒီပုံမှာပုတုပောက်ကွဲလေးပောက်ကွဲတင်နေပေါ့နော်ဆိုတော့ကျွန်내တူဗီဒီယိုလေးတွေအစားဆုံးကြည့်ကြမယ်ပြောခင်ဗျာကဲ let's go အဲ့တော့ဒီကိုရဲ့သူကမဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောထားတယ်လေအဲ့လားလေးကိုသူကဖြည့်ဖြည့်ရှင်းခိုင်းကျင်တာဟိုဒီကလေးမဝယ်ဘူးပေါ့နော်သိန်း20တကယ်မပေးဘူးပေါ့အဲ့လိုဟုတ်ကဲ့ရွာမဒီမှာပြောပြရမှာပေါ့နော်ဘာဖြစ်လို့လဲရွာမကဒီလိုပြဿနာလေးတန်းတယ် လူကြီးရောင်တိုင်းကကျွန်တော်တို့ကလေးရောင်တာတူပြီးတော့ခမအဲ့လိုတကယ်သိန်း20နဲ့တကယ်မို့ရောင်စားတဲ့ဆိုပြီးတော့လူကြီးအောင်တိုင်းထားတယ်ရောင်စားတာမဟုတ်ဘူးလားသိန်း20ပင်းဒီကလေးကိုပေးပါမယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်ဒါကရောင်စားတာပဲလေသိန်း20ပင်းကလေးကိုပေးမယ်ငယ်မလေးကိုစီးကုပေးမယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်ပြောထားတာလေအဲ့ဗီဒီယိုပြီးရင်ကြည့်မယ်နော်ဝယ်ဦးဆိုတဲ့အကြောင်းပဲပြီးတော့ ဟိုကလေးဖေမေအမေရလို့လာခေါ်ရတယ်ဆိုတော့ तू ကအကိုကြီးဘုတူကအဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှအမေမေရလို့တွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့လိုမျိုးအမေမေတော့အတိုင်ပဲရောင်းရောင်းလိုက်ပြီဘုတူသွားအဒီဗီဒီယိုတွားယူတယ်အဲကလေးကိုတွားခေါ်တော့ तू ပေးလိုက်ပြီပြီးတော့မှတတိနေရအဲ့လိုမျိုးပောက်ကြွားသွားတော့မှဘုတူတင်တဲ့ဗီဒီယိုမှာကလေးအဖေနဲ့အမေနဲ့အဲ့ဘုလိုလေအကျဉ်းသားသိမရှိဘူးပါညာနဲ့ပြောလိုက်တော့မှသူတို့ကြောက်ပြီးတော့အဲ့ကလေးကိုတွားပြန်ခေါ်တယ်အမေမေကတော့ ။ပြန်ပြောကြတယ်။ဘူတူကဆေးကုပေးမယ်ဆိုပြောပေါ့နော်။ဒီဝယ်မိတယ်ဆိုပြောပြောလိုက်တာပေါ့နော်။ကျေတော့မဝယ်ဘူးပေါ့။တကယ်တော့မဝယ်ဘူး။ကျွန်တော်ကဘာဖြစ်မှန်းစီဖြစ်စေမှားစီဖြစ်စေကျွန်တော်တော့တောင်းပန်တယ်ပေါ့နော်။ဒီဘူတူပြန်ဒီကလေးသူဖြည့်ရှင်းပေးတဲ့ပုံမှာနင်တော့မျက်နှာပြက်စရာလေးတော့ဖြစ်သွားတာပေါ့နော်။အဲ့ဒါကိုမီဒီယာကြီးမီးရတချို့ကထိုးချရတဲ့ဗီဒီယိုပေါ့အေးအဲ့ဒါကိုအရန်ပေါက်ကွဲသွားတယ်ပေါ့နော်တောင်းမှန်တယ်လေဒါဒီလိုဗီဒီယိုဖိုင်ကြီးတင်လိုက်ရခါကြတော့ ဒီအလှရှင်မရှိတော့ဘူးပေါ့ဝယ်သွားပြီဆိုပြီးတော့ဗီဒီယိုရက်တက်လာတော့လေတက်လက်တက်လာဒီလူမဲ့အလှရှင်ကမရှိတော့ဘူးအဲ့လိုမျိုးဖြစ်သွားတဲ့အတွက်အားကြောင့်အကိုကြီးညီလေးကအကိုကြီးအလှခံထားလို့လားလမ်းပေါ်မှာအလှမခံထားဘူးပြောကြမရှိတော့လားကိုကြီးအလှခံထားလို့လားဆိုတော့သူမေမောက်ကအကိုလေးသူမေမောက်ကြည့်ရတယ်သူမပြောတတ်တော့အလှခံတာပဲဟာလေအဲ့လိုမျိုးကလေးနှလုံးခွဲရမယ်ဆိုပြီးတော့အဲ့လိုမျိုးတင်ထားတော့သူအလှလှမဲ့သူရှိရဲ့ဟုတ်ကဲ့လက်ခံနိုင်ပါဟုတ်လေလှမဲ့လူရှိတာဟုတ် မပြောတာမရှိပါဘူးအခုမရှိရောအဲ့လိုမျိုးခလေးဝယ်လိုက်ပြီဆိုပြီးတင်လိုက်တော့ဘယ်သူမှလည်းအလှူရှင်မရှိဘူးတာဝန်မရှိတော့ဘူးဟုတ်ကဲ့ဟုတ်လားဟုတ်ကဲ့အဲ့ဆိုတော့ဒီခလေးကိုဟုတ်သူပဲတာဝန်ယူပေးရမှာပေါ့ဟုတ်လားစစ်စားနော်ဟုတ်ကဲ့လောက်ပြီမယ်လေဟုတ်သူဒီခလေးကိုဖွဲ့စိတ်ဖို့လောက်ပြီမှာလောက်ပြီလေးမယ်ပေါ့နော်ခလေးမင်းသားကြည့်ပြီးတော့ဒါပဲမိဘတွေကိုလည်းခွင့်လုပ်ပေးပါပေါ့နော်ဒီခလေးလေးကိုကျွန်တော်ဖွဲ့စိတ်ပြီးမယ်နော်ဒီမှာမိဘလက်တဲ့ပြန်အမ်းမယ်အိပ်ပေးအိပ်ပေး အဲ့မီဒီယာသိလားအရန်နဲ့ဘယံမလာပြောတဲ့မီဒီယာအဲ့မီဒီယာရတာကတော့ TikTok ဆယ်ကြီး YouTube ပါ YouTube online တရားဟောတယ်ဘတော်မှာအချက်တရားကိုတိတ်ကလေးဘတော်မှာမကြဘူးဘာကလုံးနေတဲ့တော့အခုဆိုရင်ဒီကလေးလေးခွဲလိုက်ကတော့ YouTube ပဲနော် YouTube ကလေမိသားတွေကိုမကြည့်ပဲနဲ့ဒီကလေးလေးအသက်ဆုံးဆုံးမှာကြာဘူးဒီနှလုံးသားကြီးကိုခွဲကြည့်လိုက်သမ်းမှာကိုမရဲ့ရမ်းနေစွတ်မအောင်သမ်းပါနဲ့နှလုံးသားထဲမှာလေပြည်သူတွေကို တော့အဖြစ်မပြေတဲ့လူတွေကိုအားလုံးကုညီဖို့ပဲရှိတယ်နော်ဆက်ပြောကိုမဟာဟုတ်တယ်နော်အမြဲအမြဲအခုရှင်တည်တဲ့သူလုံးနေတော့ဒီဥစ္စာတွေကဘလောက်တိအုံတော့ချုပ်เสียကောင်းလဲဘလောက်တိပင်မန်းเสียကောင်းလဲဆိုတာလူဘူးတဲ့သူတွေပဲတည်နေမယ်တည်လားကိုရောအပြင်ကလူတွေတော့သူလုံးတလူမျိုးလုံးဝလည်းမလုံးနိုင်ဘူးအဲ့ဒါကြီးကိုပြောကျင်နေဆိုကျင်ကြတယ်နော်တော်ဆိုးဆိုးပဲလူတွေလေနားထောင်မယ် ရင်ပုတုဟာအဆက်ပဲတိတ်ခါကြရောက်တာမတားပါဘူးတရားဆွဲခံရတော့မှာဖြစ်ပါတယ်ဒါကဘယ်ဘယ်အဆက်တရား껙ပါလဲပုတုလောက်ကနေအားလုံးချူကြည့်တာတော့ကိုတို့တော့မကြည့်ရလားအများတို့တော့ပုတုဟာလေကုညီပေးခဲ့တာပုတုရဲ့အလောက်ပဲမာလေဒါခုနေတာတပြည့်ရှိတယ်ဘာမှမဟုတ်ကြဘူးအမားတို့မီဒီယာတွေလည်းတနာတွေဝိုးဝဲတာနေလဲရတယ်ကိစ္စမရှိဘူးပုတုဆိုတဲ့သူပြောပါလေပုတုရဲ့အနာမာလေ တကယ်အဆင်မပြေတဲ့လူတွေကအဆင်ပြေတဲ့လူတွေဘယ်ကြားမှနေမယ်ဆိုတော့အဆင်မပြေတဲ့လူတွေကြားထဲမှာမနေတဲ့လူကနော်ခပ်ပြောမှာကဲဆယ်နီဘုဒ္ဓရဲ့အမားတစ်ချက်ကြောင့်လို့ဆိုရမှာပါဒီကိရပိုင်းမှာရောအင်တာနက်ပေါ်မှာဇနီးမောင်နှံတယောက်ကနော်အဲ့ဒါရတဲ့ကတော့ကပြနေသေးရဲ့အေးအဲ့လိုမှအဲ့လိုဖြစ်နေမှာစိတ်တက်ကြွားတာမျိုးလုံးဝမဖြစ်နဲ့သိလားစိတ်တက်ကြွားတာမျိုးမလုံးတော့ဘူးဘာညာဖြစ်သွားတာမျိုးလုံးဝမဖြစ်နဲ့ဟာ တွေကိုမကျွေးနိုင်မမွေးနိုင်လို့ငွေသိန်း20ဒါပေးရင်အခုဆိုရင်ဒီကလေးလေးကိုခွဲစိုက်ပြန်ပါလေပူတုပဲနော်ပူတုကိုလည်းသူတရားပါလေအရှိပါလေတော့ကလေးလေးခွဲစိုက်ပြန်တော့တော့အောင်ရတယ်နော်လူကြီးလူငယ်နော်ခတ်သေးအောင်မတင်ပေးခဲ့အတော်တော့လိုက်ပြီလားလာကြည့်လာအောင်မြည်ကြည့်လာကြည့်လာအောင်နော်ရေရင်သေးတော့လည်းကြည့်ကြည့်လာအောင်လိုက်ချမေးကြည့်လာအောင်ဟုတ်တယ်အလုံးသိရကြည့်ကြမလို့အလုံးသိတယ်ဒီလေးအလုံးသိပြီသားအကုန်လုံးသိပြီသား ဒီဘလောက်ဆောက်ဝေးခဲ့တယ်ဆိုတာလေကိုမှချားပြမလို့နောက်မှအမျိုးမျိုးပြောတယ်နော်ပုတုစော်ကားနေတယ်နော်စကားကြီးကလေမစော်မစော်ကားပါနဲ့ကိုမှရဲ့အမမချဘူးလားလို့နေကြီးတယ်နော်သူတို့ရဲ့ကလေးငယ်ကိုမွေးစားဖို့အတွက်ပြင်ကြောင်းမီဒီယာတွေကနေတစိမ့်ကမ်းလမ်းမှုတွေပြုလုပ်လို့ဝိုးဒီကလေးလေးကိုခွဲစိတ်တော့ပြီးပါရဲ့သူ့မိဘလက်တဲကိုပဲပြအမှာဘုသူဆိုတဲ့လူပြပါလေအခုဆိုရင်ဒီမိဘတွေကလည်း မဒူးမှလည်းလောက်ဝင်မဲ့သူမရှိကြတော့နောက်တော့ပူတူပဲကူညီပေးရတာပဲလေဟာတော့ရှင်နဲ့ပို့မှာပျော်သောပျော်သောပျော်ကြိုက်တာပျော်လို့ရတယ်နော်အပေါ်ရလောက်ရတော့တကူမှမရှိဘူးပို့မှာပျော်အောင်ဆက်ပျော်အောင်ငားမှမယ် ာခဲ့ပါတယ်။အဆိုပါဇနီးမောင်နှံကအခုလိုချက်တင်းဆင်းရဲနေတဲ့ခေတ်မှာနေရတာကအဆင်မပြေ၊လောက်ကန်စားတောက်ရတာ။သိတယ်မိသားစုတွေကိုမိသားစုမကောင်းတာလည်းသိတယ်။တောက်ပြီးကလေးနဲ့လာရှိတယ်လေ။ကလေးစိတ်ကူပြရမှာလေ။သူအသက်ရှင်ဖို့ရည်တည်တယ်လေ။ဘုဒ္ဓမာလည်းတာဝန်ရှိတယ်ဒီကလေးရဲ့တက်ရှင်မိုးဆိုတာဘုဒ္ဓမာတာဝန်ရှိတယ်လေပြောချင်တာကြီးမပြောနဲ့ဟဲ့ပြီးရတော့ပေါက်ကဲပြောရပြီအဲ့ပြီးရတယ် ဖတ်ပြောဘူးသူကသူဟာကလေးတွေကို30နဲ့ကဲခြင်းလိုက်ပြီးဖြစ်ကြောင်း30ဆိုင်မဟုတ်ဘူးကိုမ30မဟုတ်ဘူးကိုမတိုက်ရတော့ကိုမကိုမပြန်ပြပြောကလေးတွေအကြံလုံးဆုံးစိတ်ချစရာမရှိလို့ကလေးမျိုးစလုံးကိုခေါ်ထားလိုက်တယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်ဖတ်ပြောသူတို့ရဲ့ဗီဒီယိုမှာကလေးတွေကိုခြေထားတဲ့ပုံစံမျိုးတော့မတွေ့ခဲ့ရပါဘူးအာမိဘယူမှာဒါနဲ့လေမိဘအောင်နေလေမိဘဒီမှာပြန်ပေးထားလာတာလေကိုမရဲ့ နှလုံးသားနဲ့သုံးဖြတ်ပြီးတော့တည်င်းတွေကိုကြောညာပါပေါက်ကဲလည်းမပြောနဲ့နော်ဟုတ်ပြောပြည့်ရှစ်ဆရာကောင်းတယ်နော်တကယ်ရိုးရှင်းနေတကယ်လောကရိုးရိုးရှင်းရှင်းနေပဲသူ့စိတ်ထဲမှာလीဖြူစင်တဲ့နှလုံးသားပဲရှိရပူတူးရဲ့ပုံစံအဲ့လीရိုးရိုးရှင်းရှင်းလေးရဲ့အဲ့ဒါကိုလေထိုးချတာပဲပေါက်ကဲပြောပြောနမကြီးအတန်းရှင်းရဖို့ဟာနမကြီးအာမောက်တာမောက်တာမောက်တာနမကြီးတန်းရှင်းရတာကိုမှ နော်ပုထုရဲ့ဘဝနာမည်ကြီးပြင်မလို့ဘူးစင်ရသားနဲ့ချမ်းသာတဲ့လူနေနေတာမှာစင်ရသားလောကမှာပဲနေမှာဒီချမ်းသာတဲ့လောကဝိညာဉ်တည်းဘူးပုပဲ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 တပုတ်ကကြမယ်ကိုမကတော့ကပြသေးနော် ကဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြချက်ပါအောင်ခင်ဗျာကျွန်တော်တို့ကလည်းဗီဒီယိုလေးကြည့်ကြမယ်ဝေဖန်ကြမယ်သုံးသပ်ကြမယ်ပေါ့လीနော်မှားသည်မှန်သည်ဖြစ်သည်ဘယ်ဘက်ကမှန်သည်ဘယ်ဘက်ကမှားသည်ဖြစ်စီကျွန်တော်တို့ဒီကြည့်မယ်ပြီးရင်ဝေဖန်သုံးသပ်ပြချက်ပါမယ်ဆိုတော့ဆုံးနေကြည့်သွားပြီးတဲ့ကျွန်တော်ရဲ့ viewer မိသားစုတွေကိုအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တော့ AND ပဲဖြစ်ပါတယ်